ပြည်သူလူထုလိုလာတဲ့ပါတီဥပဒေဒီမိုကရေစီစနစ်ကိုအများဆုံးပြန်လဲကောင်တာပေးနိုင်ဖို့အတွက်ဒါမဲ့ဒီဇင်ဘာလအတွင်းမှာလူလက်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ပါတီဥပဒေဒီမိုကရေစီထူထူရွေးကောက်ပွဲကိုကျင်းပပေးနိုင်ဖို့ကျူပါဆောင်နဲ့ရှိနေပါတယ်လူတွေကိုဖမ်းထားလို့ပြည်သူကနှလုံးစိတ်ဝမ်းမေးမချမ်းဖြစ်နေတာကိုသိတယ်အစကတည်းကမထမ်းနဲ့ဖမ်းလိုက်လွတ်လိုက်လုပ်နေရအောင်လူတွေကကြားစရာမဟုတ်ပါဘူးအထူးသဖြင့်နိုင်ငံရေးအကျဉ်းသားတွေဟာမတရားအဖမ်းဆီးခံရတဲ့လူတွေကြီးပါပဲ ဟိုင်းချရမီဝပီတူညီကိုမော်ရမာမြအားလုံးပဲမင်္ဂလာပါ news beat channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရစေ2025ခုနှစ် April 18ရက်နေ့ကျတို့ချတာပရီနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ပေါ့နော်ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့တော်လန်သတင်းရောများစွာရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဗီဒီယိုကိုစာဆုံးကြည့်ရှုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေကျတို့အယုံဆုံးအနေနဲ့ခါတိုင်းလိုပဲသတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ တနင်္သာရီတိုင်းဘုတ်ပြင်းမြို့နယ်တောင်ငယ်ရွာချေစိုက်ပြူစော်ဒီစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့ပြူကောင်းဆောင်ထေဝင်းတည်ဆုံးပြီးတော့မှလင်းနဲ့ဆယ်လင်းနဲ့ခဲမြားတင်းဆဲရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အင်အားကဆယ်ယောက်ကျော်ကျော်လောက်ပဲရှိတာပြူစော်ဒီကောင်းဆောင်တယောက်တည်တာကျွန်တော်တို့တွေကလင်းနဲ့ခဲရန်တွေအားလုံးကိုထားခဲ့ပြီးပြေးတာကျွန်တော်တို့ပဲရဲဘော်တွေအားလုံးပြန်ဆိုးလာပြီးကျွန်တော်တို့ပဲရဲဘော်တယောက်တော့ပေါ်မှာထိခိုက်ဒဏ်ရာရတယ်မဆိုးရအောင်ဘူးဆိုပြီးတော့မှတနင်္သာရီမြို့နယ်ပကဖားတောင်ရှိသူတို့ကလည်းပြမပြောဆိုထားတာဖြစ်ပါတယ်။အခုလိုမျိုးပါနော်ကျွန်တော်တို့ ပြူကောင်းဆောင်ကိုတုတ်တင်ရှင်းလင်းနိုင်ခဲ့ပြီးတော့မလေးနဲ့ခဲများစွာရရှိခဲ့တာတော့တော်တော်လေးအားဖို့ကောင်းတဲ့တရင်ဖြစ်ပြီးတော့မှအခုဆိုရင်ကျွန်တော်တောင်ပိုင်းတိုင်းမှာဆိုရင်လဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ခြေကုပ်ယူထားတဲ့စခန်းတွေကိုတော်လိုင်းရဲရဲဘော်တွေကနေပြီးတော့မှနေ့စဉ်နဲ့မြရှင်းလင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။နောက်ထပ်တရင်သဘောအနေနဲ့ကတော့ဒီနေ့မြန်မာနစ်စန်တရင်နေ့ April 18ရက်မှာစစ်ကောင်စီကနိုင်ငံတော်ဝန်အကျဉ်းထောင်တွေနဲ့အကျဉ်းထောင်တွေကအကျဉ်းသူအကျဉ်းသား4893ဦးကိုပြစ်ဒဏ်လွတ်ငင်းခွင့်ပေးလိုက်တယ်ဆိုပြီးတော့မှကြေညာထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ကြီးညာချက်မှာဘဲကျင်းထောင်တွေကဘန်အိုးလွတ်ပေးမယ်ဆိုတာတော့မပါရှိပါဘူးစစ်ကောင်စီရဲ့လူကြီးမှာနိုင်ငံခြားသားအကျဉ်းသူအကျဉ်းသား73ဦးကိုလည်းလွတ်ပေးပြီးတော့မှပြည်နယ်တန်ပြလိုက်တယ်လို့ချိုးလို့သိရတာဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးထောင်တဲ့ shop ပေါ်တဲ့ဥပဒေတွေမှာမတရားတဲ့အဲ့ဥပဒေလင်းနေမှုအကြမ်းဖက်တိုက်ဖြစ်ရေးအဲ့ဥပဒေအဂရီမှုတဘောဝဘေးမှုဖောက်ခွဲမှုဥယျာဉ်စေဝမှုလူတက်မှုမရိမှုတို့မပါဘူးလို့ကျွန်တော်တို့သိရတာဖြစ်ပါတယ် ရွေးတော်လိုင်းမှာအနာတိတ်မှုအဆန့်ကျင်သူတွေကိုအကြမ်းဖက်မှုလွတ်လပ်မှုဖောက်ခွဲမှုမတရားအသိမ်းမှုတို့နဲ့စစ်ကောင်စီကနေပြီးတော့မှတရားစွဲဆိုထောင်ချတာတွေလှုံ့ဆော်ထားတာပဲဖြစ်ပါတယ်။အဲ့ဒါပြည်နိုင်ငံတော်တိုင်မီခန်ဒေါန်ဆန်းစုကြည်တမရဦးဝင်းမြင့်တို့ပါဝင် LDS အစိုးရဖွဲ့ဝင်တွေကိုလည်းအကြရည်မှုတဘောအဘေးမှုတွေနဲ့ဆွဆွဲပြီးတော့မှအကျဉ်းချထားတာကိုကျွန်တော်တို့တွေ့ရတာပါနော်။ဆိုတော့စစ်ကောင်စီကနေပြီးတော့မှခုဆိုရင်အချင်းသူချင်းသား၄000ကျော်ကိုလူချင်းချတာခွင့်ပေးလိုက်တယ်ဆိုပြီးတော့မှကျွန်တော်တို့တွေ့ရတာဖြစ်ပေမဲ့တကယ်တမ်းကျတော့မြေပြင်မှာ လိုမျိုးပေါ့နော်နိုင်ငံရေးနဲ့အချင်းကြားနေတဲ့ကျွန်တော်အချင်းသူအချင်းသားတွေကတော့ຢာကနန်းတော့မဖြစ်ဘူးလို့ကျွန်တော်နောက်ထပ်သိရတာဖြစ်ပါတယ်စကောင်စီကနေပြီးတော့အခုလိုမျိုးလွင်ရင်းချင်းသားခွင့်ပေးလိုက်တယ်ဆိုပြီးတော့မှတနာဂီယူနာတစ်တဲ့ပုံစံမျိုးနဲ့ပေါ့နော်နိုင်ငံတကာချပြချင်နေတာပြီးတော့မှဒီနေ့ထဲမှာသူတို့အချင်းပေါ့ဖို့ယူရနေတဲ့ရွေးကောက်ပွဲထားမြောက်နိုင်ဖို့ခိုးဆိုရင်ဒီမျိုးစုံကနေပြီးတော့မှစ조사နေတာကိုတွေ့ရတာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြာမှာကတော့ဘူဂျီနီမျိုးစင်အနေနဲ့ပြီးတော့မှငလင်ဘေးတံကစားခဲ့ရတဲ့နေရာဒေသတွေကပြည်သူတွေနဲ့နောက်ဖြစ်လာနိုင်တဲ့ တဘွားဘေးအန်ဒီရဲ့အမျိုးမျိုးတွေကနေပြီးတော့မှရှောင်ရှားနိုင်ဖို့အခုကတည်းကပြင်ဆင်တင်တာတွေပြင်ဆင်ချဖို့တိုက်တွန်းပြောဆိုထားတာဖြစ်ပါတယ်။ဘိုးကြီးနေမျိုးစဉ်ဘလူးမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချေလိုက်ရအောင်နော်။ပြီးခဲ့တဲ့မိနစ်တနည်းကတောင်သာမျိုးနယ်ထဲမှာနောက်တစ်ခါရင်းနှီးချောင်းနဲ့ပကံကိုဆက်သွယ်ထားတဲ့မင်းကျူရွာအတွင်းကိုတက်တပြက်ဖြတ်စီးဆင်းလာတဲ့ကြီးမားကြောက်ဖွယ်ကောင်းတဲ့ရေစီချောင်းကြီးတွေရဲ့အနေထားတောင်သာမျိုးနယ်ထဲမှာလည်းအလားတူရေတွေစီးထွက်လာတာတချို့ရွာတွေမှာဆိုရင်ပကြားရေးတွေတန်းနေပြီးရေတွေအလိုလောက် တက်လာပြီးတော့ရွာသူရွာသားတွေထွက်ပြေးကြတဲ့အနေထား ဒါဒီကြီးချင်းအပြင်တဘာဝကြီးကကျွန်တော်တို့ကိုတစုံတရာပြောင်းလဲဖို့နမိတ်တွေကြိုပြနေပြီအရေးတွေကြိုပြနေပြီဒီဒေသဒီနေရာဒီအကြောင်းအရာနဲ့ဆက်ဆိုင်တဲ့လူတွေပညာရှိသောလူတွေပညာဆိုတာအတန်းပညာတက်ခတ်မှမဟုတ်ဘူးနော်တွေးခေါ်ဆင်ခြင်တုံတရားစာဖတ်ပြီးတော့ပညာရှိသောသူတွေတဘာဝကြီးကစင်ခဲစင်ခဲတတိပေးလာပြီးဝါနင်းထုတ်ပြန်လာတဲ့အချိန်မှာမင်းတို့လွတ်ရရှောင်းကေသကူကြီးတွေလို့မြေပြတ်မှာပကြားရည်တွေဖြစ်လာပြီးမြေတွေပြိုကျနိုင်နေဆိုရင်ကိုမြင့်နဲ့အများကြီးရှိတယ်မင်းတို့ရှောင်ကြရှားကြမရှောင်ပဲပေကပ်ပြီးတော့သူလည်းနေတယ်ငါလည်းနေတယ်ငါမှမတတ်နိုင်လို့သေးခံမယ်ဆိုရတဲ့လူတွေအလုံးတက်ကတော့ ရေရေကြီးကမ်းပြိုမထင်မှတ်နိုင်နဲ့မထင်မှတ်နိုင်နဲ့ဆိုတဲ့စကားလုံးကအခုဒါကျွန်တော်တို့အားလုံးလည်းအခုတွေ့ပါလိမ့်မယ်ဒီငလင်ကြီးဖြစ်လာမယ်ဆိုတာဘယ်သူမှလည်းမထင်မှတ်ဘူးနော်ဘယ်သူမှမထင်မှတ်ဘူးဒီလောက်ထိကြံတန်းပြီးတော့ထိုင်နေတဲ့ဇပွဲတော်မှာလှုပ်ခါရမ်းသွားပြီးတော့လူကိုယ်တိုင်ဘေးကိုလွင့်တော်တော်လေးထိပြင်းထန်တဲ့ကဘာမကြီးကတုံ့ဟီးလာလိမ့်မယ်ဆိုတာဘယ်သူမှမထင်မှတ်ခဲ့ဘူးအဲအလားတူပဲဘယ်သူမှမထင်မှတ်ခဲ့တဲ့ကိစ္စတွေကဘာကြီးမှာအချိန်ချင်းဖြစ်ခဲ့ပြီးပြီဆိုတာကိုလည်းဟိုးအီဂျစ်ပြည်မှာဟောဒီဒါမန်ပြည်မှာ ပေပေါင်း၄၅၈၀လောက်မြုပ်နေတဲ့အဆောက်အုံကြီးတွေဘဲချင်းဘဲကာလဘာအကြောင်းအရာကြောင့်မှမသိတဲ့လိုင်းလုံးကြီးတွေတော်တော်ကောင်းမြေသားပိုးချမှုတွေကြောတော်တော်ကောင်းရေကြီးမှုတွေတော်တော်ကောင်းမြုပ်သွားတဲ့လက္ခဏာတွေကျွန်တော်တွေ့ပြီးသားတွေပဲအဲ့တော့ကျွန်တော်တို့ကဘာမြေကြီးဟာလူသားတွေရဲ့တစ္ဆာမဲ့မှုကဘာမြေကြီးပေါ်မှာတန်ဖိုးမထားပဲနဲ့ကဘာမြေကြီးကိုလည်းဖျက်ဆီးရုံနဲ့မကလူလူချင်းလဲတစ္ဆာမဲ့စွာနဲ့စေနာမဲ့စွာနဲ့ရန်ဆောင်ပြီးလောဘဒေါသအတ္တမာနအိနဲ့အပြိုင်ဆိုင်ရန်ဆောင်စစ်ကင်းရက်ဆက်ချင်းနဲ့သာကျိုးပန်းလာတဲ့အကြောင်းသဘာဝကြီးကဒဏ်ခတ်တဲ့အနေနဲ့ကျွန်တော်တို့လူသားတွေကို သဘာဝဘေးကြီးမျိုးမျိုးနဲ့တဖြည်းဖြည်းဖြည်းစည်းနေဆက်လာတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံသားတွေဟာအုပ်ချုပ်သူအစိုးရကောင်းလည်းမရှိပြည်သူပြည်ချင်းပြည်သူချင်းလည်းစီးလုံးညံ့ညွတ်စွာစီးလုံးကာကွယ်ဖို့စနစ်ကိုလည်းမတိဆောက်နိုင်သေးတဲ့အချိန်မို့လို့ပြည်သူတွေတတိကြီးကြီးထားဖို့ကျွန်တော်နှိုးဆော်ချင်ပါတယ်ဒါကတော့ပါလေငလျင်ကြောက်ပြည့်ရွေကြောကြီးတခြားမြင်းမျက်နှာပြင်းတွေနေချင်းမြင်ချင်းနဲ့ရေစီးကြောင်းလန်းပြောင်းချင်းတွေဖြစ်ပေါ်လာပါလိမ့်မယ်အခုမိုးကြဖို့ရပိုင်းမဲ့လိုပါတော့တယ်ရပိုင်းမဲ့လိုတော့အချိန်မှာအခုရေစီးကြောင်းတခြားအခုဒီရပိုင်းဖြစ်နေတဲ့ရေစီးကြောင်းတခြားကမြို့ရွာတွေ ငလင်းပြက်ရွေကြောကြီးတစ်လျှောက်ကမြေသားအကြောင်းကြီးနဲ့နှိမ့်ကြမှုတွေဖြစ်ပေါ်သွားတဲ့နေနာပဝင်ကျင်ကမြို့ရွာလေးငလင်းပြက်ရွေကြောတစ်လျှောက်ကအခုချိန်ထိ Richard Scale 3 4ကြောကြောစဉ်ဆက်မပြတ်လှုပ်ခါနေသေးတဲ့ပတ်လေကမြို့ရွာလေးအဲ့ဒီဟာလူသားတွေအနေနဲ့အသည့်တတိရှိရှိကျွေးပြောင်းခြင်းတော်လကောင်းပြင်ဆင်ခြင်းတော်လကောင်းတောင်ပေါ်ကြောက်သားမြေမာ ရှိတဲ့နေရာမှာရအောင်ပြင်ဆင်နေရာချပြောင်းရွှေ့ခြင်းဖြစ်တော်လကောင်းမိမိကိုမိမိကာကွယ်ဖို့ကြိုးစားကြစေချင်ပါတယ် မူဂျီနီမျိုးစရာနဲ့ပြတော့မှာပေါ့နော်ကျတို့ငလင်ပေးတဲ့ငါစားခဲ့ရတဲ့ဖြည့်ကျော်တဲ့ရှောက်ကနေရာဒေသတွေကပြည်သူတွေနဲ့အခုခရဲကရှောင်ရှားတင်တာတွေရှောင်ရှားချဖို့ပေါ့နော်ပြောဆိုထားတာဖြစ်တယ်ကျတို့နောက်ဖြစ်လာနိုင်တဲ့သဘောပေးတာနဲ့ဆိုရင်လည်းကျတို့ဒီထက်ပိုပြီးမှဆိုးလာနိုင်တာဖြစ်လို့ပေါ့နော်ကျတို့ဘက်ကနေပြတော့အတိတ်တရားလေးနဲ့ဒီလိုမျိုးကိုယ့်ရည်ပညာတွေကိုအစင်စင်မြှောက်ဝေရင်နဲ့ဘယ်နေရာမှာအလုံးချုံစုဖြစ်မလဲဆိုတာကိုအခုခရဲကတိုင်ပင်ပြတော့ဆွေးနွေးတင်နေတာပဲဖြစ်ပါတယ်ကျတို့အားလုံးလက်တည်ထားတဲ့အတိုင်းစကမ်းပြည့်ကျော်ဆိုတာတော့ ်ဘယ်ချိန်ထားပြီးတော့မှပြန်လို့မလဲဆိုတော့ဘာနော်ကျွန်တော်ခံမလို့ခက်တာဖြစ်ပေမဲ့တကယ်တမ်းဖြစ်လာမယ်ဆိုတော့ဒီတဲ့ပုံပြမဆိုးလာနိုင်တာလည်းဖြစ်တယ်လို့ကျွန်တော်တို့ဘက်ကနေပြီးတော့မှအချိန်မီကာကွယ်နိုင်ဖို့လိုတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တို့နိုင်ငံမှာအဆွေအကောင်မရှိတာနဲ့သူစနေအုပ်ချုပ်ရေးတွေကလည်းရိုးရင်းပျက်စီးနေတာမို့လို့ပြည်သူမှပြည်သူရှိတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ပြည်သူချင်းချင်းပြည်မှကိုညီနဲ့ဒီလိုမျိုးသဘောအဘေးအနေကနေပြီးတော့မှရင်ဆိုင်ချော်ဖျက်ရမယ်ဆိုတဲ့အကြောင်းကိုလည်းတော်လိုင်းရေးပေါ်တည်တည်ကနေပြီးတော့မှပြောဆိုလာကြတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကျွန်တော်တို့ဒီနေ့မြန်မာနေ့တက်ကူမှာပါเนาะမြောင်းလိုက်တဲ့အုပ်စုကနေပြီးတော့မှဖန်ဆီးထားတဲ့အချင်းသူချင်းသားတွေကိုလုပေးတယ်ဆိုပြီးတော့မှလူချင်းချမ်းသာခွင့်သဘောနဲ့လှုပ်ဆောင်လိုက်တဲ့ပုံမှာဦးတည်မြတ်နေပြီးတော့မှသူ့မျိုးကိုတုံးသက်ပြောဆိုထားတာဖြစ်ပါတယ်ဦးတည်မြတ်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စစ်ပြီးတော့မှကြည့်လိုက်ရအောင်เนาะအစ်စိတ်ထောင်ဆိုလို့ရှိရင်စံပြထောင်လို့ခေါ်ပါတယ်စံပြနှိမ့်ဆက်ညှိမ့်တာပါပဲတရားဝင်ထောင်ကတော့ပုံစံထောင်လို့ခေါ်ပါတယ်စိုးတဲ့ဒုစရိုက်သမားဝါရင့်တဲ့နိုင်ငံရေးသမားတွေကိုတရားဝင်ထောင်ကိုပို့ပြီးတော့ပုံစံပေးတာပါ လွန်ခဲ့တဲ့1980 1990အလွန်နှစ်တွေထက်စားလို့ရှိရင်အခုကထောင်မှာတိုးတက်လာတာတခုတော့ရှိပါတယ်အဲ့ဒါက ICRC လို့ခေါ်တဲ့ကမ္ဘာအကျက်ချင်းကြီးအဖွဲ့ရဲ့ကောင်းမှုပါကမ္ဘာကအကြက်ကင်ဖိအားပေးလာတဲ့အခါမှာမလွဲမရှောင်သာတဲ့အစုံမှာမပြောင်းခြင်းပြောင်းခြင်းအပြောင်းလဲလုတ်ပေးရတာမျိုးပါကမ္ဘာကဖိအားပေးလာတဲ့အခါမှာတိတ်ရုပ်ရက်စင်ပြက်ဖြစ်လွန်းလို့ကမ္ဘာနဲ့အညီနည်းနည်းပါးပါးပြုပြင်လိုက်ရောပေးရတာမျိုးပါအဲ့ဒါကတော့အကျင့်ထောင်မှာအိမ်သာရှိလာတဲ့အချက်ပါ အရင်ကဂမ်ဘလာပဲပေးထားပါတယ်အကျဉ်းသားကိုနှိပ်ဆက်ခြင်းတဲ့ခါမှာတိုက်ပိတ်ပြီးတော့ဂမ်ဘလာပြေးတာတောင်မှလဲကွန်းသွန်ကွန်းမပေးလို့ဂမ်ဘလာတွေကလောက်ကောင်တွေကလူကိုအကြိုက်ခံရတာမျိုးတွေဖြစ်အောင်ညှဉ်းပန်းနှိပ်ဆက်တာမျိုးတွေကိုတမင်တက်တက်လုပ်ဖူးပါတယ်ဝင်တင်ထွန်းရေးတဲ့6တိုက်မှာလောက်ကြိုက်တာခံရဘူးသလားဆိုရဲဝတ္ထုတို့တွေဟာအဲ့ဒါလိုညှဉ်းပန်းနှိပ်စက်မှုတွေအကြောင်းကိုရေးထားတာပါဂမ်ဘလာဆိုရဲစစ်အင်ဂျင်ကနေမှာထောင်သားတွေအညစ်အကြေးဆွတ်ရတဲ့စနစ်ဆုံးတက်သွားတာတိတ်မကြသေးပါဘူးအဲ့ဒါက အများကြီးလူဆန်လာတဲ့အချက်ပါဒါပေမဲ့လူ80လောက်ရှိတဲ့အိတ်ဆောင်မှာအိမ်သားကတလုံးနဲ့ရှိပါတယ်ဘလုံးကြီးနဲ့မှမလောက်ငှပါဘူးစဉ်းစားကြည့်ပါအိမ်သားခမညာတနေ့ကုန်နားချိန်တောင်ရှိမှာမဟုတ်ပါဘူးအိမ်သားကရှိမှာအကာမပါပါဘူးဒါပေမဲ့အကျဉ်းသားတွေကကို့မှာရှိတဲ့အဝတ်ကလေးနဲ့ရှိမှာကာပြီးတော့အသုံးပြကြတယ်လို့ဆိုပါတယ် ICRC ဝန်လာပြီးတော့အကျဉ်းသားတွေကလည်းတောင်းဆိုကြလို့အခုကမှအိတ်ဆောင်တချို့မှာအိမ်သားတလုံးတိုးပြီးတော့စောက်ပေးပါတယ်ဒါပေမဲ့ ICRC ကစောက်ပေးတာလို့မပြောဘဲနဲ့အိမ်သားစောက်ခဆိုပြီးတော့ အကျဉ်းသားတွေရဲ့ငွေစင်းကနေပြီးတော့ဖြတ်ပါတယ်အကျဉ်းသားတွေကရဲတာနော်ပြတ်ပြီးတော့အပြစ်တင်ဝေဖန်ပြောဆိုတာတွေလောက်လာတော့ကြတော့မှအဲ့ဒါ ICRC ကစောက်ပေးတာပါဆိုတာကိုထုတ်ပြောပါတယ်လူချစ်စဲအင်းသားနှလုံးဆိုတာကလည်းမလောက်သေးဘူးဆိုတာကတော့အားလုံးနားလည်နိုင်ကြပါလိမ့်မယ်ထောက်မှလူသိကြက်နေပါပြီကြက်မှရင်ထိခိုက်လောက်အောင်ကြက်တဲနေပါပြီနှစ်စဉ်နှစ်ဆန်းတရနေ့တိုင်းမှာဖြစ်စေရထူးရမျက်တွေမှာဖြစ်စေဆေးအုပ်စုကအကျဉ်းသားတွေကိုလွှတ်ပေးလေရှိပါတယ်အဲ့ဒါလို့လွှတ်ပေးတဲ့အခါတိုင်းမှာ သူတို့ကမဟာကရုဏာထားပြီးတော့စာနာစိတ်အပြည့်နဲ့လှုပ်ပေးတဲ့လိုမျိုးပနာယူလိမ့်ရှိပါတယ်အဲ့ဒါလိုလှုပ်ပေးတဲ့ကြီးညာချက်တိုက်မှာလဲပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးအတွက်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအဖြစ်၎င်းလို့အသားယူပြီးတော့ရေးသားလိမ့်ရှိပါတယ်အဲ့ဒီစာသားကိုကြည့်ရင်လူတွေကိုသူတို့ဖန်ဆီးအကျဉ်းချထားတဲ့အတွက် ပြည်သူလူထုနှလုံးစိတ်ဝမ်းမအေးမချမ်းဖြစ်နေတယ်ဆိုတာကိုသူတို့သိပါတယ်ဆိုတဲ့သဘောပါပဲလူသားချင်းစာနာထောက်ထားမှုကိုအလေးထားပြီးတော့လှုပ်ပေးတယ်ဆိုတော့သူတို့ဖမ်းထားတာဟာလူသားချင်းစာနာထောက်ထားမှုကိုအလေးမထားလို့ဖမ်းဆီးထားတာဆိုတာကိုဝန်ခံတဲ့သဘောပါပဲလူတွေကိုဖမ်းထားလို့ပြည်သူကနှလုံးစိတ်ဝမ်းမအေးမချမ်းဖြစ်နေတာကိုသိရင်အစကတည်းကမဖမ်းနဲ့ဘူးဖမ်းလိုက်လွတ်လိုက်လုပ်လို့ရအောင်လူတွေကကစားစရာမဟုတ်ပါဘူးအထူးသဖြင့်နိုင်ငံရေးအကျဉ်းသားတွေဟာမတရားဖမ်းဆီးခံရတဲ့သူတွေကြီးပါပဲအုပ်ချုပ်သူတွေနိုင်ငံရေးအမြင်မတူလို့ဝေဖန်တဲ့သူတွေဆက်ညစ်တဲ့သူတွေ တော်လှန်တဲ့သူတွေကိုဖန့်ထားတာပါပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရဲ့အတွက်လူသားချင်းစာနာထောက်ထားမှုကိုအလေးထားတဲ့အနေနဲ့အကျဉ်းသားတွေကိုလွှတ်ပေးတယ်ဆိုတဲ့စကားဟာမဟုတ်မဟုတ်လိမ့်လေပြောကြတဲ့ရွှရှာဆက်ဆုပ်စရာစကားပါအဲ့ဒါကြောင့် NUG အမျိုးသားညီညွတ်ရေးအစိုးရကအဲ့ဒီစကားလုံးတွေကိုပဲတစ်ထပ်တည်းသုံးပြီးတော့လူငင်းချမ်းသာကိုကြီးညာတယ်ဆိုတော့ကျွန်တော်ဝေဖန်ခဲ့ပါတယ်အဲ့ဒါကြောင့်ဝေဖန်တာပါမသိများတော့ပါနော်ကျတို့ဒီလိုမျိုးစစ်ကောင်စီကနေမြို့တော်မှာမာဂီယူနာရှင်ကြီးပုံစံမျိုးကိုဂိုက်ဖမ်းပြီးတော့မှာ နိုင်ငံကောက်ချက်ပြချင်လို့လို့ကိုသူတို့ဖန်ဆီးထားပါတယ်ဆိုတော့အချင်းသူချင်းသားတွေပြန်လို့ပေးတဲ့ပုံမှာသုံးသက်ဝေဖန်ပြောဆိုထားတာဖြစ်ပါတယ်ဒီကောင်တွေကတော့ကျွန်တော်ပြည်သူတွေရဲ့စာနာတနာတက်တဲ့ပုံနော်စိတ်ကိုတိရှိထားတာမလို့အချင်းသားတွေကိုပြန်လဲပြီးတော့မှလုပေးတာကသူတို့ကိုသူတို့ကေတင်ရှင်လိုမျိုးပြည်သူတွေကိုထောက်ထားပါတယ်ဆိုတဲ့ပုံစံမျိုးကိုရယူချင်နေတာပြည်ပမာတကယ်တမ်းကျတော့သူတို့အနေနဲ့ထောင်မှာအဝနေဆက်ခဲ့တာတွေမလုံးလောက်သေးလို့ပေါ့နော်တပိတော့မှနောက်ထပ်ပြန်ဖတ်ဖို့ကိုအခွင့်အခါစောင့်နေတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဘလို့ပဲပြပြစစ်ကောင်စီအနေနဲ့ ပြီးသူတွေပေါ်မှာဒီလိုမျိုးဖမ်းချင်တယ်ဖမ်းပြီးတော့မှချက်တဲ့ချိန်မှာပေါ့နော်ပြန်လို့ပေးတဲ့သဘောမျိုးကတော့ကျွန်တော်ဘက်ကနေပြန်မှရှင်းရှင်းပြောမယ်ဆိုတော့ဒီစစ်ကောင်စီရဲ့ဒီလိုမျိုးတနာကြီးဥနာမှုကိုမရရှိပဲနဲ့တကယ်တမ်းကျတော့ပြည်သူတွေကသူတို့လက်ခုပ်ထဲကရေးတွေပဲဆိုတာအလုံးလက်ထိတာဖြစ်ပါတယ်ကျွန်တော်ခုဆိုရင်လည်းတော်လိုင်းပူပေါင်းတဖို့နေရတယ်ပြီးတော့မှစစ်ကောင်စီနဲ့သူတို့မြောက်လိုက်လူတစုကိုဖြိုချနိုင်ဖို့စူးစမ်းနေကြတာမလို့ပေါ့နော်အလုံးဝိုင်းဝန်းပြီးတော့မှပူပေါင်းဆောင်လိုက်မယ်ဆိုတော့2025ခုနှစ်မှာကုန်ခင်မှာပဲကျွန်တော်အနေနဲ့မြို့ဝပြည်သူတွေလိုချင်နေတဲ့ ော်လာအောင်ပွဲဆိုတာတော့ဂျင်းဒီပေါ်ရောက်ရှိလာမှာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောနေတဲ့ကတော့ချမ်ပီယံစကောင်းဆောင်မြောက်နိုင်ကနေပြတော့မှပါတီဆောင်ဒီမိုကရေစီရွေးကောက်ဖွဲ့ကိုမကြာခင်မှာကျင်းပမယ်ဆိုပြီးတော့မှအားချောင်ပြောဆိုထားတဲ့ဟာလဲကျွန်တော်တက်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ပြည်သူလူထုလူရတဲ့ပါတီဆိုဒီမိုကရေစီနစ်ကိုအများဆုံးပြန်လဲကောင်တယ်ပေးနိုင်ဖို့အတွက်လာမယ့်ဒီဇင်ဘာလအတွင်းမှာလူလက်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ပါတီဆိုဒီမိုကရေစီထူထူရွေးကောက်ဖွဲ့ကိုကျင်းပပေးနိုင်ဖို့ကြိုးပမ်းဆောင်ရွက်ရှိနေပါတယ်။ ရုပ်ဝတ်ချက်တွေတုံးတယ်နော်အမှန်တကယ်လိုရတယ်ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ရုပ်ကောက်ပွဲအအောင်မြင်းမြင်းပြည့်မြောက်နိုင်ဖို့အတွက်ဒီဘက်ပြည်သူများအနေနဲ့ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မြစ်တရရက်ခံလိုပါတယ်ကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံတော်နဲ့နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကိုအကောင်းဆုံးအကောင်အထည်ဖော်ပေးနိုင်ဖို့အတွက်အစဉ်သဖြင့်ကြိုးပမ်းဆောင်ရွက်လက်ရှိနေပါတယ်မြန်လင်ပေးတဲ့ဒေသများအတွက်ပြည်ထောင်စုလုပ်ငန်းများဖြစ်တဲ့အစိုးရရုံးဌာနများပြန်လည်တည်ဆောက်ရေး ပြည်သူတွေရဲ့အိုးအိမ်နဲ့လမ်းမဆွတ်သွင်းမှုလုပ်ငန်းများပြန်လည်တည်ဆောက်ရေးတို့ကိုလည်းအသွင်ခေါ်ဆိုင်ဆောင်ရွက်သွားပါမယ်။နိုင်ငံရေးစီးပွားရေးကိုပြည်တိုင်ပို့အတွက်အဓိကကျတဲ့စာပြုံးမွေးမြူအခြေခံကွန်ထရိုးလုပ်မှုလုပ်ငန်းတို့ကို အသွင်ခေါ်ဆိုင်တွင်းမြင့်လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။အလားတူပဲ MSME လုပ်ငန်းလုပ်ကိုင်နေသူအားလုံးဟာလည်းရှိနေတဲ့အနေအထားတွေမှာဖြစ်နေတဲ့များစူးစမ်းပြီးကွန်ထရိုးလုပ်မှုများကိုပြုလုပ်ကြစလိုပါတယ်။နိုင်ငံဖို့ဖို့တုတ်တဲ့ရေးမှာပြည်ညရေးဟာလည်း အရေးကြီးလာပါတယ်။ဒါကြောင့်လက်မဲ့ပညာသင်တဲ့မှာကျောင်းရရွယ်ကလေးအားလို့မြက်ပြမုတ်ပဲပညာသင်ကြားနိုင်ရေးကိုအလေးထားပြုတော့မှဝမ်းဝမ်းပူပေါင်းဆောင်ပေးကြဖို့လဲတိုက်တွန်းလိုပါတယ်။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်တည်ငြိမ်အေးချမ်းမှုလဲလိုအပ်ပါတယ်။ဒါကြောင့်လည်းရေချီတည်တံ့ပြီးစစ်မှန်တဲ့ငင်းချဲရရှိအောင်ကျူပန်းဖောင်ဆောင်နေပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုအဆုံးသတ်နိုင်ဖို့ကျွန်တော်တို့အစိုးရကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့သာဖြေရှင်းချဖို့ဖိတ်ခေါ်ကဏ္ဍထားပြီးလည်းဖြစ်ပါတယ်။ ပြည်တော်ထူပွားတိုင်းရင်းသားညီကိုများဖြစ်ကြတဲ့အတွက်ပြည်တော်ထူစိတ်ဓာတ်ကိုရင်ဝယ်ပိုက်ပြီးပူမပါဝင်ဆောင်ကြနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ကဲဒီစစ်ခွေးကိုရေးမြောက်လိုက်ရတယ်ပြည်တော်မပါနော်။ပြည်သူတွေကိုသူ့အနေနဲ့ကဏ္ဍပေါင်းစုံအနေနဲ့ပြည်တော်မဖွံ့ဖြိုးတိုးအောင်ပြန်လည်ထူထောင်မှုတွေလှုပ်ဆောင်ပေးမယ်ဆိုပြည်တော်မအားချောင်ပြောဆိုထားတာဖြစ်တယ်။တကယ်တမ်းကျတော့ပြည်သူတွေကိုတက်ဖြတ်ဖို့ဒါသူကောင်းတဲ့အပြည့်ရှိနေတယ်ဆိုတာကိုလည်းအလုံးလိုက်တည်ထားကြတာပြည်တော်မပါနော်။အခုချိန်ထိလည်းလောက်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 နဲ့ပြည်သူတွေပေါ်မှာဆန္ဒပင်ပြဆိုတာနဲ့ ကိုကြီးကေဆာရာမျိုးတွေလုံးဝမရှိသေးဘူးလို့ချောချောကြားတရတာဖြစ်ပါတယ်။မြောက်လိုက်နေတကသူ့ရဲ့ဒီပါတီဆိုဒီမိုကရေစီရုပ်ကပွဲကျင်းပနိုင်ဖို့အာသုံခွန်ဆိုင်နဲ့ချိုးပန်းနေတဲ့အချိန်မှာကျွန်တော်ဘက်ကနေပြတော်မှလွယ်ပေါ့နော်။အဆုံဆုံးဒီသူ့ရဲ့ရုပ်ကပွဲအိမ်မက်ကိုဖြိုချပြီးတော့မှမြောက်လိုက်ကိုအတေရရရှင်ရရဖန်စီရေးဦးမယ်ဆိုပြီးတော့မှကျုံမထားကြတာမလို့မြောက်လိုက်နေတဲ့ခါတော့အခုလိုမျိုးအားချောင်းပြောနေမယ်ဆာသူ့အနေနဲ့ခုကလေးကဘယ်လိုလဲကိုရွေးချယ်ရမလဲဆိုတာသူကိုယ်တိုင်ပေါ့နော်။သိရှိသိနေတာဖြစ်ပါတယ်။ ောက်ထပ်ဗီဒီယိုသဘောတင်တဲ့ကတော့ကျွန်တော်တို့ NUG ကောက်ကွေးဝင်ကြီးဌာနကပါနော်ကောက်ကွေးဝင်ကြီးဖြစ်တဲ့ဦးအီမွန်ကနေပြီးတော့မှရာဝတီ PDF တွေရဲ့တင်ဒန်းစင်ပွဲမှာဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ရဲဘော်တို့ရဲ့အောင်ပွဲဟာမြမပြည်သူအားလုံးရဲ့အောင်ပွဲလေးဖြစ်တယ်အနည်း90ကျော်တိဆောက်ထားတဲ့ဒီအချမ်းဖက်လက်နက်ကိုင်ဖွဲ့ကြီးကိုလင်းနေတာ PDF ကဥကျောင်းချိုးပြနေခဲ့တယ်ဆိုတာကရဲဘော်တို့ရဲ့လက်ယုံကြီး နှလုံးကြီးသူ့ကြောထက်မြက်မှုကိုပေါ်ပြနေတယ်။မြို့ဝကျောင်းမသားရဲဘော်တွေဟာအမိန်နာကမှုလဲကောင်းတယ်။စစ်ဖက်ဆိုင်ရာကျင်းဝစည်းကမ်းတွေကိုလဲလေးစားလိုက်နာကြတယ်။တိုက်စားကြီးလဲရှိတယ်ဆိုတာမဟာမိတ်တပ်မှုတွေကလဲချီးကျူးကြတယ်။မြို့ဝကျောင်းမသားတွေတိုက်ပွဲဝင်နိုင်အောင်အဖက်ဖက်ကကူညီပေးခဲ့တဲ့မဟာမိတ်ခေါင်းဆောင်များနဲ့ရဲဘော်များကိုလဲအထူးကျေးဇူးတင်ကြောင်းပြောလိုတယ်။ စစ်မဟာဗျူဟာယငါတို့ဟာအဆင့်၃ဆင့်ကိုဖျက်တမ်းကြရတယ်ပထမအဆင့်တင်တဲ့တနိုင်ကလုံးကွက်ပြစ်စီရေးလှုပ်ရှားနိုင်အောင်ကြိုးပမ်းခဲ့ကြရတယ်အခုဆိုဒေတာတိုင်းမှာ တတ်တည်ဆောင်မှုတတ်ဖြတ်နေအောင်ယူမှုဟာ အတိုင်းတာတစ်ခုထိပြီးမြောက်ခဲ့ပြီလို့ပြောနိုင်တယ်အေယာဘရီတိုင်းသားတွေရဲ့အိမ်ပြန်ခရီးကတော့ငါတို့ရဲ့ကွက်ပြစ်မဟာဗျူဟာကို ပြည့်စုံစေခဲ့တယ်ဒုတိယဆင့်အနေနဲ့မဟာဗျူဟာထိုးစစ်ဆင်ပြီးမြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေရှင်လွှဲကြရတာပဲအခုရဲဘော်တို့ဟာဒီဆင့်ကိုဖျက်ဆီးနေကြတာဖြစ်တယ်ကဲဒီမှာပေါ့နော်ဝီယံဝါနေပြီးတော့မှကျွန်တော်အရာတွေတိုင်းသားတွေရဲ့ထူးချွန်ပြောင်းပြောင်းလာတဲ့ဆစ်ဆွမ်းရည်တွေအကြောင်းပြောဆိုထားတာဖြစ်တယ်ကျွန်တော်အားလုံးလက်တည်ထားတဲ့အတိုင်းကျွန်တော်ဒီမြေပြ PDF တွေနဲ့အခုဆိုရင် AA နဲ့ပေါ့နော်တခြား ော်လိုင်းပေါ်ဟန်တဖို့နေရတယ်ပြီးတော့မှတိုင်းတွန်းတိုင်းဆစ်စင်ရင်းနေနဲ့စတင်ဆောင်ရွက်နေကြတဲ့ diplomatic council ရဲ့ဆစ်ခန်းတွေကိုလည်းများစွာတင်ပိုက်ထားတာဖြစ်ပါတယ်။ကျွန်တော်စစ်ကောင်စီရဲ့အားကိုးအားထားရဖြစ်တဲ့သူတို့အတွေ့အတဲ့တွေးကြောဖြစ်တဲ့ပေါ့နော်။ကပါဆာဆလင်းနေယုံတွေတောင်မှထိန်းချုပ်ဖို့စ조사နေကြတာမလို့မကြခင်မှာတော့ကျွန်တော်တွေနဲ့သတင်းကောင်းတွေကြားဖို့ရှိနေတာဖြစ်ပြီးတော့မှဒီနေ့မှမိဘပြည်သူတွေမျှော်လင့်နေတဲ့ဒေါ်လာသတင်းကောင်းများစွာကိုလည်းထကြရဖို့အခြေအနေကောင်းနေတာပဲဖြစ်ပါတယ်။ ကဲကျွန်တော်နောက်ဆုံးဗီဒီယိုဒီပေါ်နေနဲ့ရဲဘော်ရှမ်းလေးကနေပြီးတော့မှသူရဲ့ရဲဘော်ရဲပဲတူဖြစ်တယ်ပေါ့နော်စေမူအကြောင်းကိုပြောထားတဲ့အားလေးကျွန်တော်စပီရမနားထောင်ကြည့်လိုက်ရအောင်နော်ရဲဘော်စေမူစော့ကူကူအာဖိုက်ကိုတေးချာဆန်းတက်တေးချာချာဆန်းတက်ကဟာလေကိုရှမ်းနဲ့ဘာမှမပူနေဆော့ဟုတ်ပြီကျွန်တော်မှရဲဘော်ဒီအတွက်လုံခြုံရေးကာကွယ်ရေးကျွန်တော်နေမြေအတွက်လုံခြုံရေးကာကွယ်ရေးလုပ်ရတဲ့အပြင်ဘာကြီးတဲ့အတွက်လည်းကျွန်တော်လုံခြုံရေးကာကွယ်ရေးလုပ်ရတာပဲ ဝေဖွားမယ်ဆိုရင်ဆိုတာမျိုးကျွန်တော်ကြုံတွေ့ရတယ်အဲ့တော့သူနဲ့တိုင်ပင်နေပြီးတော့အနည်းဆုံးရွာမှာလက်တည်သွားခေါ်တယ်ကျွန်တော်ကျွန်တော်တို့ကိုယ်တိုင်ပဲလက်တည်ကိုသွားခေါ်တာလက်တည်သွားခေါ်ဒီချောက်ဖိုက်ကိုဆန်းငါဟိုကန်ဒီကန်ပေါ့ဗျာကျွန်တော်ကတော့ဘာတစ်ခုမှနားမလဲအဲ့တော့စိတ်မှုနဲ့လက်တည်နဲ့တိုင်ပင်ခါချင်းနေကောင်းတယ်ဘာမှစိုးရိမ်တာမရှိဘူးအာရှင်နဲ့အေးသွားရေဘောစေမူရခိုင်သားစောကုတ်ကိုအောင်မျက်နှာလေးပြုတ်စီပြုတ်စီကဲဘယ်နည်းဘယ်နည်းက ဘလို့ချက်မျိုးမှမွေးမယ်စောကုတ်ကိုအောင်တပေးခဲ့တာဒီဘက်ကတော့ဘုရားရှင်ဘယ်ချင်းနောက်မှာမွေးမှာဟုတ်ပြီကလေးမွေးကန်ဒီအချင်းချက်လာအဲ့တော့အဲ့ဒီရေပေါ်သူ့ရဲ့မိမခေါ်တယ်ကဲရေပေါ်မင်းလဲလားကဲလာအမမွေးချင်လေပြောမွေးပွားခံနေနော်ကျွန်တော်ညီပါကိုရှမ်းနဲ့ကျွန်တော်စခန်းမှာပဲမွေးမယ် ဟာစိတ်ထဲကတိတ်ပြီးတော့ပျော်သွားတယ်။ဘယ်မှာမွေးမလဲဆိုတော့ကျွန်တော်မေးတယ်မေးကောင်းကဒါအမျိုးသမီးဖြစ်တဲ့သူကိုဝင်တယ်။မကြခင်မှာအမိဖြစ်လာမယ်သူသူ့ကလေးကိုဘယ်မှာမွေးကျင်လဲဥပမာပြောဗျာအကျွန်တော်တို့ဒါအခြားသောစေကန်းပေါ့နော်စေကန်းစေးုံလေးမှာမွေးမလားဆိုတော့မျိုးကိုကျွန်တော်တို့ကပို့ပေးသိမ့်တယ်ပို့ပေးရမှာဒါသူတို့ရဲ့စံနာကျွန်တော်တို့ကျွန်တော်ရွေးချယ်ခွင့်အများနဲ့ပေးထား ဒါတော့ရဲဘော်ရှန်လဲရတယ်ပြောမှာပါနော်သူရဲ့ဒီရဲဘော်ရဲပဲဖြစ်တဲ့စီမိုဆော့ကိုကိုဟောင်းအကြောင်းကိုပြောဆိုထားတာဖြစ်ပါတယ်ရဲဘော်ရှန်လေးပြောထားတဲ့သူရဲ့ဒီရဲဘော်စီမိုအကြောင်းတော့တော်တော်လေးကိုရှည်တယ်လို့ပြောရမှာပါနော်ဒါပေမဲ့ကျွန်တော်ကလည်းပြောမှာအတူအချင်းလေးကိုပဲဖော်ပြပေးတာပြပြမှာကျွန်တော်ဒီတော်လိုင်းမှာဆိုလည်းဒီလိုမျိုးကြဲ့နေရကလည်းပြမှာဝမ်းဝမ်းပြမှာတော်လိုင်းကိုလှုပ်ဆောင်ပေးနေကြတဲ့ကျတို့ပီတူပီသားတွေလည်းများစွာရှိနေတယ်ဆိုတဲ့အကြောင်းကိုဖော်ပြချင်တာပဲဖြစ်ပါတယ်။ကျတို့ပီတူတွေကတော့အခုဆိုရင်ဒေါ်လာရဲ့ဘော်တွေနဲ့ဒဇယ်မဲမဲပေါ့နော်ဒီဒေါ်လာမှာရှေ့ဆက်ပြီးတော့မ သွားကြနေတာမလို့အခုဆိုရင်အခက်အခဲပေါင်းစုံကြတဲ့ကနေပြီးတော့မှအောင်ပွဲတွေလည်းရရှိနေတာပဲဖြစ်ပါတယ်။ပြည်သူတွေအလုံးမျှော်လင့်နေတဲ့ Federal Democracy လမ်းစဉ်နဲ့ငြိမ်းချမ်းရေးဆိုတာတော့ကျွန်တော်မကြခင်မှာတော့ပေါ့နော်။ရောက်ရှိလာတော့မှဖြစ်ပြီးတော့မှကျွန်တော်အနေနဲ့ကတော့အခုလိုမျိုးခက်ခဲကြမ်းတဲ့အချိန်ကာလတစ်ခုကိုဖျက်ချော်ပေးတာနဲ့စစ်ကောင်စီနဲ့မျှော်လင့်တဲ့အစိုးရရဲ့စစ်ကြမ်းကြုံမှုတွေကိုတင်ပို့ချေပြီးတော့မှကျွန်တော်အနေနဲ့ပြည်သူတွေအလုံးအတွက်ပေါ့နော်။ တော်လိုင်းအောင်ပွဲသတင်းတွေဒေတာပို့ပြီးမှချက်ရမယ်ဆိုတဲ့အကြောင်းပြောရနေ။ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေရာမှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ဝပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှချင်တဲ့ပြည့်စုံပြီးတော့မှတိုင်းရဲ့ချမ်းသာညချမ်းလေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီညကနေဆုမခေါင်းတောင်းပေးလိုက်ပါတယ်။